ဒီနေ့ဒီထဲမှာပါတွေ့ရလဲဆိုရင်သခင်ဖျားနဲ့ကျွန်တို့ရဲ့ဆက်နွယ်ခြင်းမှာတဲ့အမြဲတမ်းစိတ်နှလုံးအားဖြင့်စတင်ခြင်းဖြစ်တယ်ဒီစိတ်နှလုံးကလေအရာအရေးကြီးတဲ့ကဏ္ဍပါဘာကြောင့်လဲဆိုတဲ့အခါမှာစိတ်နှလုံးကကျွန်တို့ရဲ့အသိဉာဏ်ခံစားစိတ် စန္ဒာစိတ်နဲ့ဩတပဆိုတဲ့ဝိညာဉ်ကနေပေါင်းဆက်ထားတဲ့အရာဖြစ်တော်ကြောင့်အဲ့ဒီစိတ်နှလုံးကလေလူတယောက်ရဲ့ဝန်ပေါက်လည်းဖြစ်တယ်တကပေါက်လည်းဖြစ်တယ်ဒါကြောင့်မို့တခင်ဖျားကိုဆက်သွယ်ခြင်းမှာဝိညာဉ်နဲ့ဆိုင်သောအရာဖြစ်တော်လေ၎င်းကိုစိတ်နှလုံးအပြင်အစပြိုရခြင်းဖြစ်သည် ာမင်ကျွန်တော်တို့နှုတ်ကပတ်တော်နားထောင်တယ်เนาะဒီနေ့လည်းဒီမှာပြောထားတယ်နှုတ်ကပတ်တော်ဖတ်ရှုတယ်เนาะစာသုံးတယ်เนาะကျွန်တော်တို့ဒီစိတ်နှလုံးကိုအသုံးပြုရကျွန်တော်တို့ရဲ့အတိညာအတိညာကို မိုင်းကိုအသုံးမပြုလို့မရဘူးစိတ်နှလုံးတို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့မိုင်းကို အရင်ရောက်တာအခုကျွန်တော်တို့ရဲ့စီစဉ်ခြင်းတစ်ခုချင်းစီတိုင်းကနားကနေလေ ကျွန်တော်ပြောပြီးပြီ senses ၅ခုကနေပြီးမှနားကနေကြားတယ်မျက်စိကနေမြင်တယ်နှုတ်ရှာပါးစပ်ကနေပြောတယ်ဒီအရာတွေက information ဘ ᱹ ကိုပေးတယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာဖြစ်တဲ့အင်္ဂါတစ်ခုဖြစ်တဲ့ mind ဆိုတဲ့အသိဉာဏ်မှာ information လာပြီးဘုရားခင်ဟာချစ်ချင်းမြတ်တာဖြစ်တယ်ဟာကြားတဲ့အခါကြည်စမ်း ဖျားကိုတော်တိုင်ကသူ့ရဲ့ချစ်ချင်းမြတ်တာကိုဒီနေ့လောကီလူသားတွေအားလုံးကိုချစ်တော်ကြသူ့ရဲ့သားတော်တပါးတိတော်သားတော်ကိုစွန့်တော်မူတယ်ပေးတယ်လို့အဲ့ဒီအတန်ကိုချားရတဲ့အခါမှာကျွန်တော်တို့ရဲ့နော်ခုနပြောတဲ့နားကနေကြားတဲ့ဥစ္စာကကျွန်တော်တို့ရဲ့ process ကဘယ်မှာသွားရောက်တယ်လဲဆိုရင် gateway ဖြစ်တဲ့တကပေါက်ဖြစ်တဲ့စိတ်နှလုံးစိတ်နှလုံးလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အသိဉာဏ်ပါတယ်အသိဉာဏ်ကနေပြီးမှဖရာရဲ့စကားကြားတဲ့အခါကျတော့ဟာဖရာဒီလောက်ချစ်တယ်ငါအပြစ်ရှိတဲ့သူကိုငါအတွက်ကားတိုင်းပေါ်မှာအသေးခံပေးတယ်ငါပေးရမယ့်အပြစ်ကြွေးကိုဆက်ပေးတယ်ဟာအဲ့ဒီခါမှာကြားတဲ့အဲ့ဒီနှုတ်ကပတ်တော်ကိုလေး မိုင်းကနေတဆင့်ကျွန်တော်တို့ရဲ့ emotion ခံစားစိတ်ထဲမှာဟာတက်ရောက်လာစီတယ်ဟာကြည်စမ်းဒီလောက်ငါကိုချစ်တဲ့တခင်ပါလားဟာခံစားစိတ်ထဲမှာတွေတက်ရောက်ရုံပဲကပမလဲအဲ့ဒီခံစားစိတ်ကနေတဆင့်ကြည်စမ်းငါသေရင်ငါအပြစ်ကြောင့်သေရင်ငရဲသွားစရာမလိုတော့ဘူးယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ်ကျွန်တော်တို့ဟာထောင်ရအသက်ရတယ်ဆိုတာကိုကြားတဲ့အခါကျတော့ ဟာအတိညာမှာပဲတိရောမကတော့နှလုံးသားထဲမှာလည်းဖခင်ရဲ့မြတ်တာကိုခံစားရုံမကတော့အခုကစိတ်ထဲမှာတုံတုံချလိုက်တယ်ကဲတခင်ဖခင်ကိုတော့ကြီးစုပြုခြင်းကျွန်တော်လက်ခံခြင်းနဲ့စိတ်ကနေဆုံးဖြတ်ချက်ချလိုက်တဲ့အခါကျတော့ဖခင်ပေးတဲ့အရာကိုဆုံးဖြတ်ချက်ချတဲ့အခါကျတော့ကျွန်တော်ရဲ့အတ္တတာထဲမှာခုနပြောတဲ့အတိ ခန်းစားစန္ဒစိတ်နဲ့ချိတ်ထားတဲ့အော်တပအထဲမှာဖယားကိုယုံကြည်လက်ခံတဲ့အခါကျတော့ဖယားရဲ့တန်ရှင်တော်ဝိညာဉ်တော်ကတစိမ့်လာခတ်တော့အာမင်ဆောင်းဒီနေ့ထားကိုဖယင်းနဲ့လေကျွန်တော်လဲဆင်ခြင်မိတယ်ဂျေစုလဲတင်တယ်တခင်ဖျားကိုတခင်ဖျားနဲ့တဲ့ကျွန်တို့ရဲ့ဆက်ွယ်ခြင်းမှာ အမြဲတမ်းစိတ်နှလုံးအဖြစ်စတင်ခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့အခု ဖယားသားသမီးတွေနှုတ်ကပတ်တော်ကိုစားသုံးလာတဲ့အခါမှာကျွန်တော်တို့ရဲ့နှလုံးသားကိုအငြဲတမ်းကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုရင်ဆက်ဆံဖြည့်ရှင်ဖို့လိုအပ်တယ်ဆက်ဆံဖြည့်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အသက်တာမှာအခုဖယားသားသမီးတွေဖြစ်တော့ကြောင်းအဲ့ဒီနှလုံးသားထဲမှာကားတိုင်းနဲ့ကျွန်တော်တို့ကထွန်ရက်ဖို့လိုအပ်တယ်ကားတိုင်းနဲ့ထွန်ရက်ဖို့လိုအပ်တယ် ျွန်တော်ရဲ့နှလုံးသားကိုလေကားတိုင်းနဲ့မထွန်ရက်တဲ့အခါမှာလေအစင်မပြေဘူးဒီတယောက်ကလည်းဘာပြောနေမှမသိခိုတယောက်ကလည်းအစီငော်မကြဖြစ်လာတဲ့ဖြစ်လာတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတ္တမှာတခင်ဖီးယားကိုဆက်တွေ့ခြင်းမှာဝိညာဉ်နဲ့ဆိုင်သောအရာအခုကျွန်တော်တို့အားလုံးကဘာနဲ့ဆိုင်တဲ့အရာလဲဆိုဝိညာဉ်နဲ့ဆိုင်တဲ့အရာကိုစားသုံးနေကြတာဝိညာဉ်နဲ့ဆိုင်တဲ့အရာပါတဲ့ ၎င်းကိုစိတ်နှလုံးအားဖြင့်အစပြိုးရခြင်းဖြစ်တယ်။ဒီနေ့ကျွန်တော်တို့စာသုံးနေတာပါလေ။ဝိညာဉ်ရောက်စာသုံးနေလို့တပိမဲ့ဘယ်ကနေအစပြိုးရလဲဆိုရင်စိတ်နှလုံးသားထဲကနေပဲအစပြိုးရခုနပြောတဲ့အတိုင်းကျွန်တော်တို့ရဲ့အဲ့ဒီအတိညာဉ်ကို information ပေးတဲ့ကျွန်တော်တို့ရဲ့နာမျက်စိကနေကြည့်ရတယ်၊နှုတ်ကနေပြောရတယ်အားလုံးကို process လုပ်ပြီးမှဖျားတခင်ရဲ့နော် နှုတ်ကပတ်တော်ကိုစိတ်ဝင်ဖို့ရန်အတွက်စိတ်နှလုံးအားဖြင့်အစပြုရတယ်အာမင်သခင်ယေရှုကိုရောကိုကြည်စုတည်နေဒါကြောင့်အဲ့ဒီစိတ်နှလုံးကနေအစပြုတဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုတော့ကျွန်တို့ရဲ့စိတ်နှလုံးတွေကျွန်တို့ရဲ့ဖြစ်ချင်းတစ်ခုလုံးရဲ့တကပောက်ဖြစ်တယ်စိတ်နှလုံးတော့တကပောက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလေလူရှိမှတာရှိတာနော် နှလုံးပိတ်ထားကြည့်မရတော့ဘလောက်ပြောပြောမဝင်တော့နှလုံးပိတ်ထားရင်မဝင်တော့လူတာရှိမှငုတ်တုတ်ထိုင်နေတာဘာမှမဝင်ရလဲမရဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းလို့ပြောတဲ့အခါမှာလိုအပ်တယ်နော်ကျွန်တော်တို့ရဲ့တမန်စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ဖို့ရခုနပြောပြီးပြီကျွန်တော်တို့ဖျားသားသမီးတွေအတွက်ကကားရိုက်ကိုယူဆောင်တော့အသက်တာ ဒီနေ့ကားတဲ့အားဖြင့်ကျွန်တော်ရဲ့သွေးသားစိတ်ဆန္ဒစာတိအတ္တကိုရှင်ပေါ်လူဝန်ခံလို့ကျွန်တော်လုံခဲ့တဲ့လတုံးကလည်းပဲစီစဉ်ခဲ့တဲ့ဖျားချောင်းမှာယုံကြည်သူရဲ့ကျွန်တော်တို့ရဲ့ယုံကြည်သူရဲ့အနှစ်တာရနှုတ်ကပတ်တော်ကို ပြောပါလို့ပြောတဲ့ခါမှာဂလတိနဲ့20ပဲငါဒီခရစ်တော်နဲ့တူလဝါကရိုက်မှာအသေးခံပြီ သို့တော်လည်းအသက်ရှင်သည်ထိုလို့ဆိုတော့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီမာ၌ရှင်တော်မူဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးကလေနေ့တိုင်းပါကဥဆောင်နေတယ်လဲဆိုရင်ကိုယ့်ရဲ့အတိညာဒီအတိစိတ်ကလေအာတန်ဆွမ်းတော့ကြောင့်ဟာကိုယ့်ရဲ့လေကိုကိုကိုပဲအမြည်ပြူတာကိုကိုနည်းနည်းလေးမကောင်းတာပြောကြည့်မခံစားနိုင် ဖြစ်လာတတ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမအဲ့ဒီစိတ်နှလုံးကကျွန်တော်တို့ရဲ့ဖြစ်ချင်းတစ်ခုလုံးရဲ့တကပောက်ဖြစ်တယ်။အဲ့ဒီတကပောက်ကနေဝဲမှာအဲ့ဒီတကပောက်ကနေဝဲမှာဒါကြောင့်အခက်များစွာရှိတော့အဆောက်အဦတည်တဲ့ trap ဝင်ပေါက်နဲ့ trap ပေါက်ရှိရတဲ့လူတွေဝင်ပေါက်အားဖြင့်အထဲတို့ဝင်ရောက်နိုင်ပြီတဲ့ဘယ်ကနေလဲဝင်ပေါက်ဆိုတာစိတ်နှလုံးသားထဲကနေပဲ trap ပေါက်အားဖြင့်အပြင်တို့ထွက်နိုင်ခြင်းဖြစ်တယ် ဒီနေ့ဒါကြောင့်ကျွန်တော်တို့စာတမဏကလေးကျွန်တော်တို့ရဲ့အတိညာကျွန်တော်တို့ရဲ့ senses ကနေနေတဲ့အချိန်တိုင်းကျွန်တော်တို့ကိုထိုးတွင်းနေတာနော်ထိုးတွင်းနေတာနော်ကျွန်တော်တို့နားမလည်ဘူးကျွန်တော်တို့မသိဘူးစာတန်ထိုးတွင်းနေတာစာတန်ထိုးတွင်းနေတာကျွန်တော်တို့ကိုမျက်စိအပြစ်ကျွန်တော်တို့နားအပြစ်နှုတ်ရှာပါးစပ်အပြစ်စာတန်ထိုးတွင်းနေတာကျွန်တော်တို့နားမလည်ဘူးဝန်ပောက်ဖြစ်နေတာ တကြောင်အဲ့ကနေဝင်လာတဲ့ဥစ္စာကကျွန်တော်တို့ရဲ့စိတ်နှလုံးကိုညစ်ညူးစေတယ်ညစ်ညူးစေအမြင်ကနေလည်းညစ်ညူးစေတယ်အကြားကနေလည်းညစ်ညူးစေဒီတောင်ငေါဒီလိုပြောရကောက်လားဟမ်ဟာဒေါ်ရထွက်တယ်သွားမလုပ်နဲ့တကြောင်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာစိတ်နှလုံးကဝန်ပေါက်ဖြစ်တော့ကြောင့်အဲ့ဒီကနေတဲ့ဘာဖြစ်လဲဆိုတဲ့ခါကြတော့ စတဲ့မနက်ကလည်းကျွန်တော်တို့ကိုအမြဲတမ်းမလုပ်လဲဆိုတဲ့ခါကျတော့သူလည်းခြေကုပ်ရဖို့လုပ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာအဲ့ဒီစိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းဖို့လိုအပ်တယ်ဖြည့်ရှင်းဖို့လိုအပ်တယ်ဒီနေ့ကျွန်တော်ရဲ့အတ္တမှာစိတ်နှလုံးနဲ့ပတ်သက်ပြီးမှကိုယ့်ရဲ့အတ္တလူဟောင်းဇာတိဖြစ်လာတဲ့အခါမှာဂလတိ20မှာပြောဒီတိုင်းငါဒီခရစ်တော်နဲ့တူလောကရဲ့ပေါ်မှာအသေးခံအာမင်ဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာမကြည်မလင်ဖြစ်တယ်ဆိုရင်ဒီနေ့ရိုးရိုးလေးပဲ သခင်ယေရှုကိုခေါ်ဖို့အတွက်ပဲသခင်ယေရှုကိုတော့ကိုလိုအပ်တယ်ဒီတယောက်ကိုကျွန်တော်စားမရဘူးကိုမခွင့်လွတ်နိုင်ဘူးဘာလို့ဖို့အတွက်လဲသခင်ယေရှုကိုခေါ်ဖို့အတွက်သခင်ယေရှုကျွန်တော်ခွင့်မလွတ်နိုင်ရိုးရိုးလေးပဲဖျားရှိမောက်ပါဟန်ဆောင်စရာမလိုရိုးရိုးလေးသခင်ဖျားကိုပြောသခင်ကိုပြောသခင်ယေရှုကိုတော့ကိုလိုအပ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ ဒီစိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းတဲ့အခါကျတော့တခင့်ရဲ့ကြွေမွေးခြင်းခံစားရတယ်။အဲ့ဒီကနေဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားမှာဘာတွေထဲနေဘာတွေဝင်နေတယ်လဲ။ဝင်တဲ့ဥစ္စာပြန်ထွက်တယ်တဲ့ဒီမှာပြောပြီးပြီ။အမြဲတမ်းကျွန်တော်လည်းပြောလို့ရှိကျွန်တော်တို့ကအဆုတ်ပလုတ်တွေပဲထည့်တယ်အမိုက်တရိုက်ပဲထည့်တယ်ဆိုရင်အမိုက်တရိုက်ပဲထွက်တာအဆုတ်ပလုတ်ပဲထွက်တာကိုထည့်ထားတဲ့ဥစ္စာပြန်ထွက်တာ ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအကောင်းဆုံးကစိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းထဲမှာကားတိုင်းကိုယူဆောင်ခြင်းအသက်တာဖြစ်အာမင်ဒါတော့နောက်ပိုင်းကြိုက်များကြီးစားသုံးမှုရှိတယ်နော်ဒါနဲ့ပတ်သက်ပြီးပါဒါကြောင့်မို့ကျွန်တော်တို့ဆက်ကြည့်တဲ့အခါမှာဘာတွေ့ရသလဲလို့ပြောတဲ့အခါမှာနော်ဒီမှာတစ်ချက်လေးကျွန်တော်ထပ်ဖတ်ချင်ပါတယ်စိတ်နှလုံးဒီကျွန်တော်တို့ရဲ့ဖြစ်ချင်းဤတီချာနဲ့တီတန့်အပိုင်းမဟုတ်ပဲတဲ့ စိတ်ရဲ့အပိုင်းများအားလုံးနဲ့ဝိညာဉ်ရဲ့အစိတ်ပိုင်းတစ်ခုတို့ဖြစ်အတူတကွပေါင်းစပ်ထားတယ်ထိုကဲ့သို့ရှိနေတော့ကြောင့်စိတ်နှလုံးတွေကျွန်တော်တို့ရဲ့ဖြစ်ခြင်းတစ်ခုလုံးရဲ့တကားတကပောက်ဖြစ်လာခဲ့ခြင်းဖြစ်ပါ रे အာမင်တနည်းအားဖြင့်စိတ်နှလုံးတွေကျွန်တော်တို့ဖြစ်ခြင်းရဲ့ဝန်ပေါင်းနဲ့ထွက်ပေါက်ဖြစ်လာခဲ့တယ်ကျွန်တော်တို့အแทတို့ဝင်ရောက်တဲ့အရာတိုင်းမှာစိတ်နှလုံးမှာတစ်ဆင့်ဝင်ရောက်ခဲ့ခြင်းဖြစ်၍ကျွန်တော်တို့မှာထွက်တော့အရာတိုင်းဟာစိတ်နှလုံးမှာတစ်ဆင့်ထွက်လာခြင်းဖြစ်တယ် တာเนาะကျွန်တော်တို့ဒါကြောင့်အရင်အရေးကြီးတယ်ကျွန်တော်တို့အတ္တအထဲထဲမှာလောကအရာကိုပဲကျွန်တော်တို့ကတကားဖွင့်ပြီးမှဖရာရဲ့နှုတ်ကပတ်တော်ကိုတကားလဲဖွင့်ခြင်းမရှိဘူးဆံငတ်တဲ့နှလုံးသားမရှိဒီနေ့ကျွန်တော်တို့ရဲ့စိတ်နှလုံးလိုအပ်တယ်เนาะနှုတ်ကပတ်တော်ထဲမှာဖတ်ကြည့်ပါဆလံဆလံတချင်းတွေဆလံကျမ်းတွေကိုဖတ်ကြည့်ပါဤစီတော်ချောင်းကိုတမန်တည်းရဲ့တောင်းတတကယ်လို့အမလီ ဆလန်စီယာတွေကအခင်ဖျားကိုဘလောက်အထိတောင်းတတယ်ဆံငတ်တယ်ဆိုတာကိုပြောတယ်ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားကဘာကိုတောင်းတတယ်ဘာကိုဆံငတ်တယ်လဲကိုကိုကိုမေးဖို့လဲလိုအပ်တယ်နော်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားကသခင်ဖျားကိုတောင်းတတဲ့နှလုံးသားမရှိရိုးရိုးလေးပဲခုနဒီမှာရှောလမုန်တခြင်းထဲမှာတာကောင်းပါအမှန်က တကယ်တမ်းကျတော့ချစ်သူဇက်လန်းလဲဖြစ်တယ်เนาะတကယ်တမ်းကျတော့ကျွန်တော်တို့အသင်းတော်ဆိုတာခရစ်တော်ရဲ့ဇနီးလေချစ်သူဇနီးလေခရစ်တော်ကကျွန်တော်တို့ရဲ့ခင်ပွန်းတယ်လေဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာဘာဖြစ်လဲဆိုတဲ့အခါမှာဆွဲခေါ်ပါဆွဲဆောင်ပါဒီနေ့တခင်ပြားကဆွဲခေါ်နေတယ်ဆွဲဆောင်နေတယ်ကို ကိုကိုယ်တိုင်ကသခင်ရဲ့ဆွဲခေါ်ခြင်းဆွဲဆောင်ခြင်းထဲမှာပါမလာကိုမှနောက်တယောက်နော်ဟိုဟိုတယောက်နောက်မှာပဲပါပါသွားရဲဆိုတော့မဟုတ်သေးဘူးပေါ့ဒီနေ့သခင်ရဲ့အချက်ကတော့ကျွန်တော်တို့ခေါ်နေတယ်ငါသားမင်းကိုငါချစ်တယ်ငါမျက်နိုးတယ်နော်မင်းနဲ့ငါမွေးလျောခြင်းတယ်ဒီနေ့လူကိုဖန်ဆင်းရခြင်းပင်လေထိုအတွက်ပဲလေကျွန်တော်တို့ဘာအတွက်လဲကျွန်တော်တို့ကိုယ်ကိုမေး ဒီနေ့ကျွန်တော်ကိုဖန်ဆင်းတာတခင်နဲ့မွေးလျော်ဝမ်းမြောက်ဖို့ပဲလေကျွန်တော်ကတခင်နဲ့ဂျန်တဲ့အရာကိုပဲမွေးလျော်နေတယ်ဝမ်းမြောက်နေတယ်ဂျန်တဲ့အရာနဲ့ပဲကျွန်တော်ကနှစ်ပါးသွားနေဆိုပြီးရောပေါ့ဒီချက်ဒီနေ့ကျွန်တော်တို့ရဲ့တရမဝင်တဲ့အရာနှလုံးထဲမှာဝင်တဲ့အရာအားလုံးကပြန်ထွက်လာတယ်ကျွန်တော်မိသားစုဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ တခင်ပြားရယူပါစေအာမင်အဲကြောင့်ဒီနေ့ကျွန်တော်တို့စိတ်နှလုံးဘုဒ္ဓအတွက်ဖွင့်ထားတယ် ီနေ့တခင်ဖျားကကျွန်တော်တို့ကိုပြောတယ်နော်သင်ရဲ့ဖျားတခင်ထံဝရပြောက်စိတ်နှလုံးကျွေးမဲ့ကိုယ်စွမ်းရှိသည်မြညာစွမ်းရှိသည်မြနဲ့ချဲတဲ့ဒီနေ့စိတ်နှလုံးအကျွေးမဲ့ချစ်ချင်အားလုံးနဲ့ချစ်ခိုင်းတာဝိညာဉ်ထဲကနေချစ်ယုံမကောက်စိတ်ကနေဖြစ်ချင်းခန္ဓာပိုင်းဆိုင်ရာဖြစ်ချင်းအားလုံးနဲ့ချစ်ဘာကြောင့်မို့လဲသခင်ရဲ့ဆွဲဆောင်ခြင်းကိုကျွန်တော်တို့အူဆုံးခံစားရလို့ တခင်ရဲ့အချစ်ကိုဥဆုံးခံစားရလို့လေအကြောင်းနှုတ်ကပတ်တော်ထဲမှာပြောတာပေါ့ငါတို့တခင်ကိုချစ်တယ်ဆိုတာဟာရှေ့ဥစွာကိုတော့ကျွန်တော်တို့ကိုချစ်တော်ကြောင်းပါအစပြုတာဘူးလေကိုတော့အစပြုပေးတာအာမင်တခင်ဖျားကိုတော့ကိုချီးမွမ်းတယ်ဒီနေ့ဒီအောက်ထဲမှာတစ်ချက်လေးကျွန်တော်ဆက်ပြောရင်းနဲ့ဒီနေ့စာသုံးခြင်းကိုကျွန်တော်ဤကုန်ချုပ်ခြင်းပါတယ် သခင်ရဲ့ချစ်ချင်းမေတ္တာဟာစိတ်နှလုံးဤတကားကိုဖွင့်ရအကောင်းဆုံးသောအရာဖြစ်တယ်။ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာကိုချစ်တဲ့သူကိုကြွေးကျင်တယ်၊မွေးကျင်တယ်နော်။ဒါတဘောတဘာဝကြပါလေ။ဒီနေ့ကောင်းမြတ်တဲ့သခင်ဖျားဟာသူ့ရဲ့အသွေးအသက်နဲ့ကျွန်တော်တို့ကိုရွေးဝယ်ထားတဲ့ကျွန်တော်တို့ဟာသူ့ရဲ့ချစ်သူဖြစ်ပါလေ။ ုနပြောပြီးပြီတရက်ကြရင်ကျွန်တော်တို့လက်ထက်ချင်းမင်္ဂလာဆောင်ခြင်းပြုရမယ်သာသမီတွေဖြစ်တယ်အသင်းတော်ကိုလက်ထက်ဖို့အတွက်ဒီနေ့တခင်ရဲ့ချစ်မြတ်တာနဲ့ကျွန်တော်တို့ကိုဆွဲခေါ်ရင်းနဲ့ဒီနေ့တခင်ရဲ့ချစ်မြတ်တာထဲမှာကြွေးမွေးနေတဲ့တခင်ရဲ့စပွဲမှာကြွေးမွေးတဲ့နှုတ်ကပတ်တော်ကိုဒီနေ့မစားနိုင်လောက်အောင်အလုပ်မများပါစေနဲ့ သခင်ရဲ့ကြွေးမွေးခြင်းနှုတ်ကပတ်တော်စပွဲထဲမှာမစားနိုင်လောက်အောင်ကိုယ့်ရဲ့အတ္တတာထဲမှာရှုပ်ရှက်မခတ်ပါစေနဲ့လူတိုင်းမှာဖျားမြင်ပြီးတာတည်ပြီးတာလောကမှာအသက်ရှင်တော့ကြောင့်လောကမှာကျွန်တော်တို့လုတ်ကင်ဆောင်ရွက်ရမယ့်ကဏ္ဍရှိပြီးတာဖျားသည်ဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တမှာသခင်ရဲ့ချစ်မြတ်တာကနေမှကျွန်တော်တို့ကိုကြွေးမွေးခြင်းသခင်ရဲ့စပွဲဝိုင်းကနေစတုံးခြင်းလောက်နော် အချိန်မရလောက်အောင်ဆိုတာမဟုတ်တည်။ဒါကြောင့်ကျွန်တော်ရဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းဖို့လိုအပ်တယ်။ဖြည့်ရှင်းဖို့လိုအပ်တယ်။ဓမ္မမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အထဲမှာထဲတဲ့ဥစ္စာကပါလေ။တိရောထဲမှာပြောပြီးပြီလေ။သရမဏကပပလီကပောက်ဦးမှာနှောက်ရတဲ့ဥစ္စာအဲ့ဒါ၃ခုနဲ့ပဲ။ ိုကာယတက်မဲ့ခြင်းမျက်စိတက်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွခြင်းဒီတုံးခုပဲမတဲထဲမှာရောက်လာတယ်လေသခင်ယေရှုထံရောက်လာတယ်ဒီတုံးခုနဲ့ပဲလာပြီးမှဆာရမဏတ်ကဖြောင်းသွေးဆောင်ယောဟန်ပထမစာဆောင်ရောက်လာတယ်ဒီတုံးခုပဲနောက်ဆုံးဒီနေ့ကျွန်တော်ရဲ့အတ္တအထည်ထဲမှာအခင်ဖျား ီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုရယူပါအာမင်သခင်ယေရှုကိုတော်ကိုလိုအပ်ပါတယ်ဒါကြောင့်သခင်ရဲ့ချစ်မြတ်တာဟာတဲ့စိတ်နှလုံးရဲ့တကားကိုဖွင့်ရအကောင်းဆုံးဖြစ်တယ်ချစ်တော်မိသားစုသခင်ကြွေးမွေးပါတယ်သူချစ်တဲ့သူ့ရဲ့ဇနီးတဲ့တတို့သမီးကိုကြွေးနေပါတယ်အဲ့ဒါပါလေဝိညာဉ်အစာဒီနေ့ကျွန်တော်တို့ကြွေးတယ်လို့ပြောရင် လောကလူတီလိုပဲခန္ဓာအစာလောက်ပဲပြင်းမြင့်ရင်ကတော့မဟုတ်သေးဘူးပေါ့ခန္ဓာအစာကပြောမနေနဲ့တည်ရင်ကအဲ့အတွက်ပဲဒီနေ့ကျွန်တော်တို့ကိုသခင်ဖျားကြွေးတာခန္ဓာအစာပဲကြွေးတာမှမဟုတ်တာကျွန်တော်တို့ကိုစိတ်ပိုင်းဆိုင်ရာအစာလဲကြွေးတယ်ကျွန်တော်ပြောချင်တယ်နော် စဒမနလည်းစိတ်အစာတွေကျွေးတယ်နော်သွားမလို့နဲ့စဒမနကျွေးတာဘာကျွေးတယ်လဲဆိုတဲ့အခါမှာသွေးသားနဲ့ဒီစိတ်အစာကိုကျွေးပြီးမှဝိညာဉ်အစာကိုမစားအောင်သူလုပ်တာစာတန်ကဒါပေမဲ့ဖယားကကျွန်တော်တို့ရဲ့အတ္တတာဟဲ့မှာဖယားဂယုစိုက်တဲ့အခါမှာဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းစလုံးကိုဂယုစိုက်တော်ဖေရအာမင်ဒီတော့ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးတကားကို ။တခင်ကိုရောကိုချစ်ပါလေ။ကိုရောကိုလိုအပ်ပါလေ။ကိုရရဲ့ကြွေးမွေးခြင်းထဲမှာဝမ်းမြောက်လိုပါ။စိတ်နှလုံးတစ်ခါကိုတခင်အတွက်ဖွင့်ဖို့အတွက်ဖြစ်တယ်။အာမင်။ဒီကြောင့်ဒီနေ့ကျွန်တော်အမြဲတမ်းစိတ်နှလုံးကိုဖွင့်ဖို့လို့ပြောတဲ့အခါမှာဝိညာဉ်ဘက်ကိုကျွန်တော်တို့လက်ပြန်ဖို့အတွက်သခင်ယေရှုကိုရောကိုလိုအပ်တယ်။တခင်ဖီးယားကျွန်တော်အထင်မှာကိုရောရှင်းတမ်းပေးပါ တခင်ဖီးယားကိုရောကိုလိုအပ်ပါ၏ ကောင်းဆုံးပဲတခင်ပြအဲ့ဒီကဲတို့တခင်ရဲ့ရှိတော်မောက်မှာကျွန်တော်ရဲ့စိတ်ကိုဝိညာဉ်ပဲတို့လှည့်တည်တဲ့အခါမှာတခင်ရဲ့တုတ်ထခြင်းနဲ့ကျွန်တော်တို့ကိုတရက်ပြီးတရက်တခင်ရဲ့ရယူပြီးခြင်းခံစားရမှာဖြစ်ပါတယ်အာမင်ဒီကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကျွန်တော်တို့ရဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းထဲမှာဒီနေ့တခင်ကြွေးမွေးခြင်းအတွက်တခင်ကိုချီးမွမ်းပါတယ် အာမင်ဒါကြောင့်မို့သခင်ရဲ့ချစ်ချင်းမြတ်တာဟာစိတ်နှလုံးရဲ့တကားကိုဖွင့်ရအကောင်းဆုံးအရာဖြစ်တယ်သခင်ရဲ့မြတ်တာထဲမှာဆက်လက်ရှင်သန်ရအောင်သခင်ရဲ့ကြွေးမွေးခြင်းထဲမှာဆက်လက်မွေ့လျော်ရအောင်သခင်ဖျားကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုဆက်လက်ရယူတော်မူပါ